မင်္ဂလာပါဒီပေးကစရင်းကွက်ကလေးကတော့ကဘာကုလသမဂ္ဂကအော်တိုဘန်က29ရက်နေ့နောက်ဆုံးထုတ်ပြန်ခဲ့တဲ့နိုင်ငံဒီရဲ့ကိန်းညွှန်းတွေပဲဖြစ်ပါတယ်အဲ့ဒီမှာစာမျက်နှာ30 MYA NNA ကမြန်မာဆိုတဲ့နိုင်ငံနေရာမှာနိုင်ငံတော်တမရဥဝင်းမြစ်ပါနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါမင်းအောင်လှိုင်ဆိုတဲ့နာမည်နဲ့မင်းအောင်လှိုင်ဆိုတဲ့ယာဒူခွေးကလပ်မှာတော့မရှိပါဘူး အဲ့ဒါကုလသမဂ္ဂကဒီအော်တိုဘာလ29ရက်နေ့မှာထုတ်ပြန်တဲ့စည်ရင်းပါအဲ့တော့ဒီစည်ရင်းကနိုင်ငံတကာတန်တမန်ကိန်းညွှန်းကိုဖော်ပြတာပါကမ္ဘာကုလသမဂ္ဂဆိုတဲ့အဖွဲ့ကြီးအနေနဲ့ကမ္ဘာမှာရှိတဲ့ဘယ်နိုင်ငံတွေကိုအတိမတ်ပြုတ်တယ်ဘယ်နိုင်ငံတွေကိုအတိမတ်မပြုတ်ဘူးလဲဆိုတဲ့အဖြေပဲဖြစ်ပါတယ်အဲ့တော့ငါတို့ကတရားဝင်ပါတရားဝင်ပါအာနာသိမ့်ပြီးတော့တီသူကိုတတ်နေတဲ့လူတက်ကောင်တွေအော်စိုက်တဲ့ဟောက်အော် ကုလားတမကအတွင်းမှုချုပ်အန်တိုနီဂူရာရက်ကလည်းဒီအာဆီယံအစည်းအဝေးမှာတခါလဲပြောတယ်လက်ရှိရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲပါလို့ဘယ်သူမှမတတ်မှတ်ပါဘူးတဲ့ရှင်းရှင်းလေးအဲ့ဒါအင်မတန်ပြင်းထန်တဲ့စကားလုံးเนาะအဲ့တော့လက်ရှိစစ်တပ်ဟာသူတို့တရားမဝင်ဘွားနေတရားဝင်ဖြစ်ဖို့အတွက်အသေးအံစူးစမ်းနေတာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ဒီရွေးကောက်ပွဲသူတို့ရဲ့အတူအရောင်ရွေးကောက်ပွဲကိုအတင်းအဓမ္မလိုက်ပြောအခုဒီနေ့ထပ်ဖမ်းပါလေအဲ့ဒါကတော့ရွေးကောက်ပွဲဆိုင်းဘုတ်ကိုတွားဆုပ်ဖြဲတဲ့ကလေးတစ်ယောက်ကိုရွေးကောက်ပွဲဥပဒေနဲ့အပါဝင်အားလုံးခုနှစ်ယောက်ကိုထပ်ပြီးတော့ဖမ်းဆီးပါလေအဲ့တော့ရွေးကောက်ပွဲသူတို့ရဲ့အတူအရောင်ရွေးကောက်ပွဲကြောင့်အားလုံးပေါင်းဖမ်းဆီးခံထားရတဲ့ပြည်သူတရာနီးပါးရှိပါလို့ဒါပေမဲ့လို့လက်ရှိဒီနေ့ချိန်ထိဘယ်နိုင်ငံမှာမှတရားမဝင်ပါဘူးသူတို့ကိုထောက်ခံပါတယ်ဆိုတဲ့တရုတ်နဲ့ရုရှားတောင်မှ နိုင်ငံရဲ့တည်ယဝင် အစိုးရအဖြစ်အတိမတ်ပြုတာမဟုတ်ဘဲနဲ့နိုင်ငံရဲ့စစ်တပ်တစ်ခုရဲ့ခေါင်းဆောင်ကိုဖိတ်တဲ့အစည်းအဝေးအနေနဲ့ပဲမင်းအောင်လှိုင်ကိုဖိတ်တာပါကြည့်ပါမင်းအောင်လှိုင်တရုတ်ကိုအခါခါသွားတယ်ရုရှားကိုအခါခါတွားတယ်အဲ့ဒီနှစ်နိုင်ငံလုံးဒါဟာသူတို့အခိုင်အမာအားပေးအားမြောက်ပြုထားတဲ့တိုင်းပြည်နော်အဲ့ဒီတိုင်းပြည်တော်မှလက်ရှိစစ်တပ်ကိုအာဏာသိမ်းထားတဲ့အကောင့်တွေကိုနိုင်ငံရဲ့တရားဝင်အစိုးရကအတိမတ်မပြုပါဘူး။ရှင်းနေတယ်လား ဟုတ်တယ်နော်ဒါကြောင့်မလို့တန်တမန်ရေးအရာမှာဘလောက်ပဲသူတို့ပြောပြောအခုအာဆီယံအာဆီယံရဲ့အလက်ကျဥက္ကဋ္ဌဟာအခုလာမယ့်နှစ်ကကျွန်တော်မြန်မာနိုင်ငံဖြစ်မှာပါဒါပေမဲ့မြန်မာနိုင်ငံအာဆီယံအလက်ကျဥက္ကဋ္ဌမင်းအောင်လှိုင်အသေးလှုပ်ရှင်တာဗောမင်းအောင်လှိုင်တာအာဆီယံခေါ်အစည်းအဝေးတွေဖိတ်ပြီးလာမယ့်နှစ်အာဆီယံအလက်ကျဥက္ကဋ္ဌကိုနော်အစွေတော်ကြီးလောက်ပါဆိုရင်ဘယ်မင်းအောင်လှိုင်တာအဲ့ဒီအာဆီယံခေါင်းဆောင်တွေကိုထင်ပြောင်ရက်ပေးမှာအဲ့လောက်ထိ အကောင်းပြောတာဒါပေမဲ့လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌပေးလို့ဖို့မပြောနဲ့အာဆီယံခွေးကလပ်ကိုတော့မတက်ခိုင်းတဲ့အတွက်စောက်ချက်ကွဲရရတာအားလုံးအတီးပဲဖြစ်တယ်ဟုတ်တယ်နော်အခုတခါဘာထုတ်ပြန်လဲဆိုတော့ကိုပိုင်ထက်တန်းចောင်းနေမှာတဲ့စီရီယံဆီယာဆီယာမတွေကိုမခန့်ဖို့ထပ်ပြီးတော့ထုတ်ပြန်ပါတယ်အဲ့တော့ចောင်းမတက်နဲ့ယုံပိုင်းယုံမတက်နဲ့ယုံထွက်ចောင်းမတက်နဲ့ចောင်းထွက်ဆိုပြီးတော့អော်ခဲ့တယ်ဆိုပြီးတော့ တော်လှန်အင်အားစုဘက်ကို အမြဲတိုက်ခိုက်နေတဲ့ဒူတွေလက်ရှိဒီစီရီယန်ဆီယာမတွေကိုမိုးမြင့်တဆုံလိုက်ဖမ်းနေတာဒီဘလူးလေးလေလက်ရှိစီရီယန်လှုပ်ထားတဲ့ចောင်းသားတွေစာတင်နေတဲ့စာတင်ចောင်းတွေကိုဘုံကျဲပြီးတော့ပြည်သူကိုတတ်နေတာဘလူးလေးလေတော်လှန်ရေးအစမှចောင်းမတက်နဲ့ចောင်းထွက်ပြောတာစာမတင်နဲ့လို့ပြောတာလား စစ်တပ်ရဲ့အာဏာသိမ်းဒီအကြမ်းဖက်ကောင်တွေအုပ်ချုပ်မှုအောက်မှာကြောင်းမတက်ဖို့ပြောတာလားမတူပါဘူးနော်ဒါပေမဲ့လို့စစ်တပ်ထောက်ခံတဲ့အောက်တန်းစားအတိုင်းဝိုင်းကဘယ်လိုပြောလဲဆိုတော့မင်းတို့တွေကသူများပညာသင်မာကိုကြောင်းမတက်နဲ့ကြောင်းထွက်လို့ပြောခဲ့တယ်ဆိုတဲ့စကားနဲ့ဒီစီဒီယန်လောက်ခိုင်းတဲ့ထင်ရှားကြော်ကြတဲ့ဆယ်ရီဘယ်ရီတွေအမှုပညာရှင်တွေကိုပုတ်ခတ်တယ်စွတ်စွဲတယ်တိုက်ခိုက်တယ်ဒါပေမဲ့တကယ်ပြောခဲ့တဲ့သူတွေက ခလေးတွေကိုပညာမတင်မို့စာမတင်မို့တိုက်တွန်းတာလားဒီအာနာတိတ်အကျမ်းဖက်ကောင်းတွေအုတ်ထုတ်မှုအောက်မှာကြောင်းမတက်ဖို့တိုက်တွန်းတာလားစကားလုံးနှစ်ခုကစင်ပင်မဲ့အဖြေချင်းလုံးဝအတိတ်ပဲချင်းမတူပါဘူးနော်တခုတည်းလက်ရှိစစ်တပ်အတိုင်းဝိုင်းကပြောနေတဲ့ကောင်းတွေစကားဒီကြောင်းပညာမတင်ဖို့ပြောတာစီရီယံလောက်ခိုင်းတဲ့သူတွေပြောတဲ့စကားဒီဒီအာနာတိတ်အကျမ်းဖက်ကောင်းတွေအုတ်ထုတ်မှုအောက်မှာယုံမတက်ပဲနဲ့ ယုံထွက်ကြဖို့ကြောင်းမတက်ပဲနဲ့ကြောင်းပြောင်းကြဖို့ဒါကိုပြောတာပါအခုအဲ့ဒီအချိန်ကစပြီးတော့စီဒီယံမလုတဲ့ကြောင်းဆရာဆရာမတွေကိုတော်လိုင်းအင်အားစုတွေဘက်ကအကြောင်းမဲ့အခြားပြစ်ချက်ဘာတစ်ခုမှမရှိပဲနဲ့စီဒီယံမလုလို့ဆိုပြီးဘယ်သူမှရမ်းမရှာပါဘူးဟုတ်ပါတယ်နော်ဒါပေမဲ့စီဒီယံလုထားတဲ့ကြောင်းဆရာဆရာမတွေဆရာဝန်တွေဒီပညာသက်အတိုင်းဝိုင်းမှလူတွေကို စီရီယံလောက်ကကောင်းမလားလို့တွေးရတင်းញိုင်းဓာမဆိုင် လိုက်လံဖန်စီတက်ပြတ်နေတာဒီဘ ᱹ ူးတွေလဲနာအဲ့ဒါအဖြေပဲအဲ့တော့တိုင်းပြည်မှာပြည်သူပေါ်ကိုရရဆက်ဆက်အကျန်းဖက်နီးမျိုးစုံနဲ့အကျန်းဖက်နေတာဒီဒီအာနာတိန်းထားတဲ့ရာဇဝတ်ကောင်တွေဒီရာဇဝတ်ကောင်တွေကိုနီးမျိုးစုံနဲ့တိုက်နေတာပြည်သူတွေ PDF တွေဆိုတာတော်လန်ရေးမဆက်ခင်ကတာမန်အရက်ထဲကပြည်သူတွေပဲ နော်အဲ့ဒီရက်ထဲကပြည်သူတွေဟာလက်သုံးချောင်းထောင်ပြီးမလုံပါနဲ့တိုင်းပြည်အာဏာကိုတို့မဖြစ်စည်းပါနဲ့တိုင်းပြည်အာဏာကိုလက်နက်အားကိုနဲ့တို့တိမ့်ချင်တိုင်းတိမ့်လို့မရဘူးလူလိုပြောတဲ့အချိန်မှာဗာပြောတယ်ခစ်ကိုပြောင်းချင်ခေါင်းကိုပြစ်တယ်ထွက်လာကစားနဲ့ခေါင်းအတင်းပြစ်တယ်ဘယ်ကောင်တေးရဲတေးတဲ့ကောင်ထွက်လာခဲ့တယ်ဟုတ်ပါတယ်နော်အဲ့တော့အေဂျင့်နေတဲ့တိုင်းပြည်လက်နက်ကင်ပဋိပက္ခ NCA ဆိုတာအတက်တွင်းမယ်ဆိုရင်အဲ့ဒီအချိန်တည်းကအော်ငါတို့ဟာ NCA အပြစ်ခတ်ရက်စိမ်းငြိမ်းချမ်းရေးသဘောတူစာချုပ်ကိုငါတို့လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက်ပြည်သူကိုတနက်နဲ့ပြစ်เสียအကြောင်းမရှိဘူးဆိုတဲ့လူလိုအတိတ်တရားကိုလူဖြစ်တယ်ဆိုရင်အဲ့ဒီချိန်ကခေါင်းထဲရှိတင်တယ်လူမဟုတ်တဲ့အတွက်ခေါင်းထဲမထည့်ပဲနဲ့ခစ်ကိုပြောင်းကျင်ခေါင်းကိုပြစ်ဆိုပြီးတော့မြတ်တော်တော်ခိုင်လို့အပါဝင်တိုင်းပြည်ရဲ့အနာဂတ်အတွက်ဒီနတ်တော်နဲ့ခိုင်လို့မျိုးလူငယ်လေးတွေ နောက်ကြဆုံးသွားတဲ့ရဲဘော်လူငယ်လေးတွေဒါတွေအားလုံးကနောက်တစ်ချိန်တိုင်းပြည်ရဲ့ခေါင်းဆောင်မဖြစ်လာဘူးလို့ပြောလို့မရဘူးဒါတွေကတိုင်းပြည်ရဲ့အညွန့်တွေတိုင်းပြည်အဖူးတွေဒါပေမဲ့အဲ့ဒါတို့တိုင်းပြည်အညွန့်အဖူးတွေကိုသင်ရဲတဲ့ကောင်တွေထွက်ခတ်ဆိုပြီးရဲရဲဆက်ဆက်ပြစ်တတ်တာတွေဘာတူလဲအဲ့တော့အဲ့လိုပြစ်တတ်ခံနေရတဲ့ဟာကိုပြည်သူကကျွန်တော်တို့ကြောက်ပါတယ်ကျွန်တော်တို့ကမှန်ပေမဲ့ခမားတို့အာနာသိမ့်တာမှန်ပါတယ်လို့ငြိမ်ခံပေးရမှာလား ရရလက်နဲ့ထပြီးတော့ကန်ဆွဲပြီးတော့တော်လှန်ကြတာတော်လှန်တဲ့သူမှားလာတိုင်းပြည်တစ်ခုကတော့လက်နဲ့ကန်လမ်းစဉ်အောက်ကိုလိုက်ရင်အဖိတ်အစင်ရှိမှာပဲအခက်မတင်တိုင်းပြည်တော်ပြက်နိုင်တယ်ဒီသဘောကိုနားလည်ဖို့လိုတယ်အဲ့တော့တိုင်းပြည်ဒီအခြေအနေထိဖြစ်လာတာဒီပြည်သူတွေဒုက္ခပေးလို့ကြောက်လားဒီစစ်အာဏာသိမ်းတဲ့အာဏာယူစစ်ကောင်းဆောင်တွေဒုက္ခပေးလို့တိုင်းပြည်ကဒီဘဝရောက်လာတာလားနော်အဲ့တော့စီရီယံလောက်ရတဲ့လူတွေ စီဒီအန်လောက်တဲ့လူတွေကိုလည်းခဏခဏပြောတယ်နော်တော်လန်ရေးဘက်ကလူတွေကစပြန်ပြောတယ်အဲ့စကားရှိတယ်အာယုံမတဲ့နဲ့ယုံထွက်အဲတောင်းမတဲ့နဲ့တောင်းထက်စီဒီအန်လောက်ပညာပဲအခုစီဒီအန်တွေတော့ပဲရောက်တယ်ဘလူကူညီပေးတယ်အမှန်တမ်းကြည့်မယ်ဆိုရင်တော့အဲ့စကားဟုတ်တယ်လို့ပဲအမစီဒီအန်တွေဘက်ကနားတယ်ပေါ့ပြည်သူဘက်ကနားတယ်ပေါ့ဒါပေမဲ့တတိယချက်ချက်ပြန်တွေးကြည့်ပဂတိအရှိတရားနဲ့ပြန်တွေးကြည့်အဲ့ဒီ2021နှွေဦးတော်လန်ရေးအာနာသိမ့်တဲ့အချိန်မှာခမားတို့မြို့လမ်းပေါ်လူပြည့်လားမပြည့်ဘူးလား ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူမှန်တယ်မြန်မာတနိုင်ငံလုံးဗန်နီယန်နေနေခမားတို့ data မှာလမ်းပေါ်မှာလူပြစ်နေတာမပြစ်နေဘူးလားအဲ့ဒီလူအုပ်ကိုခမားထွက်ပြီးတော့ဟဲ့လူတွေခမားတို့ကိုယ့်ရင်ကိုယ်ပြန်တို့ထွက်ပြောလို့ရလားပြောနိုင်လားပြောလို့ရလားမရပါဘူးเนาะအဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီလူအုပ်ကြီးကဘာမစုံလုံးမဲ့အချိန်ရဲစခန်းမီးရှို့ကြမယ်ဟဲ့ဆိုအေးလို့အုံးလည်းဝင်မီးရှို့မဲ့အချိန်เนาะအဲ့လိုအချိန်မှာ အငိမ့်ချမ်းဆုံးဒီစီရီယံမလောက်ခိုင်းရင်မီးနဲ့ရှို့ကြဟေးဓာတ်နဲ့ခုတ်ကြဟေးတနတ်နဲ့ပြစ်ကြဟေးဘုံနဲ့ခွဲကြဟေးလို့ညှောက်ပေးရမှာလားဟမ်စီရီယံလောက်ခိုင်းတဲ့သူတွေကိုအပြစ်တင်နေတဲ့ကောင်တွေအဲ့တခုံးမဲမေးပါကျွန်တော်အဲ့ဒါပဲမေးခြင်းတယ်ဟမ်အဲ့ဒီချိန်မှာစီရီယံမလောက်ခိုင်းမဲနဲ့မီးနဲ့ရှို့ကြဟေးဒီဘောလိုမျိုးရှို့ခိုင်းရမှာလားမီးမရှို့ခိုင်းမဲစီရီယံလောက်ခိုင်းတာအပြစ်လားဓာတ်နဲ့မခုတ်ခိုင်းမဲစီရီယံလောက်ခိုင်းတာအပြစ်လားဟမ် ဘုံနဲ့မခွဲခိုင်းမဲနဲ့စီဒီယံလောက်ခိုင်းတာအပြစ်လားအဲ့ဒါအဖြေပဲအေးတနိုင်ကန်တော့ညီညီညာညာစီဒီယံလောက်တတ်မယ်ဆိုရင်မင်းအောင်နိုင်ရင်အဲ့ဒီကာလတည်းကဘာဖြစ်မလဲပြိုလဲပြီလေဒါပေမဲ့လူညီခဲ့လားမညီခဲ့တဲ့အပေါ်မှာတက်ရောက်တဲ့တံပြန်အောင်တော့မိုးပြိုအများခံရုံပဲလေဒါကစီဒီယံလောက်ခိုင်းတဲ့လူတွေကိုအပြစ်သွားတင်လို့မရဘူးအဲ့ဒီလူတွေကစီဒီယံလောက်ခိုင်းတယ်ဆိုတော့တိုင်းပြည်နာမဆိုလို့အကောင်းဆုံးနီလန်းကိုသူတို့ယူရင်လောက်ခိုင်းခဲ့တာပါ စီဒီယံမလောက်ခိုင်းမီးရှို့ခိုင်းမှုပဲရှိတယ်အိမ်ပြန်ခိုင်းတော့မှမရတာကိုရှင်းရှင်းလေးဟုတ်တယ်နော်အဲ့တော့စီဒီယံလောက်တာကိုအပြစ်ပြောမယ်ဆိုရင်မီးရှို့ပေးရဖို့လားမေးပေးပါဓာတ်နဲ့ပြေးခုတ်ကောက်ဖို့လားမေးပေးပါဘုံခွဲရဖို့လားမေးပေးပါနော်အဲ့တော့မြန်မာပြည်မှာစီရီယံလုတ်ခိုင်းခဲ့တဲ့ဒူဒေတီ2021လူမှုအုံတွားမှုဖြစ်တဲ့အချိန်မှာစီရီယံလုတ်ခိုင်းခဲ့တဲ့ဒူဒေတီတိုင်းပြည်ကိုငြိမ်းချမ်းဆုံးနိလန်းနဲ့ကယ်တင်သွားတာစီရီယံအောင်မြင်တာမအောင်မြင်တာအဲ့ဒါဒီ ပါဝင်တဲ့ဒူဒီနိုင်ငံမှာရှိတဲ့ဝန်ထမ်းအားလုံးနဲ့တက်ဆိုင်တယ်သူတို့နဲ့မဆိုင်ဘူးသူတို့လောက်ခိုင်းတာဒီတိုင်းပြည်အတွက်အကောင်းဆုံးအထက်မနာဆုံးနီးလန်းကို ရွေးပြီးသူတို့လောက်ခိုင်းတာအဲ့တော့သူတို့ဒီတိုင်းပြည်ပြက်မဲ့တံကိုအဲ့ဒီချိန်ကြီးကကဲတင်သွားတဲ့ဒူတယ်မှတ်ထားပါကြိုက်တဲ့လူလိုက်ညင်းလာဒါကြောင့်မလို့အဲ့ဒီစကားကိုကျွန်တော်ကြားနိုင်တယ်ဒါပေမဲ့စီရီယံလောက်ဖို့អော်ခဲ့တဲ့ထဲမှာတော့ကျွန်တော်မပါခဲ့ပါဘူးเนาะထင်ရှားကြော်ကြတဲ့ဒူတွေပါဒါပေမဲ့ကျွန်တော်ပြောသလိုပြန်တွေးကြည့်လေဗျာ ဒီလူတွေအဲ့ဒီချိန်မှာစီရီယံမလုပ်ခိုင်းဘာလုပ်ခိုင်းလဲနီပေါ်လိုမျိုးမိချိုကြရေးလွတ်တော်ကြီးကိုမိချိုကြရေးတမနာယောကြီးကိုမိချိုကြရေးအော်အော်ခိုင်းရအော်ခိုင်းရမှာလားစီရီယံလို့လို့စီရီယံလောက်ခိုင်းလို့အပြစ်ပြောတယ်ဆိုရင်မိချိုခိုင်းမှုပဲရှိတာပေါ့ဒါနဲ့ကောက်ခိုင်းမှုပဲရှိတာပေါ့ဘုံခွဲခိုင်းမှုပဲရှိတာပေါ့ဟုတ်တယ်မလားအဲ့ဒါစီရီယံလောက်ခိုင်းတာဒီအပြစ်လားတိုင်းပြည်ကိုကဲ့တင်တာလားအဲ့ဒါရှင်းရှင်းလေးနော်အိမ်ထဲမှာရှိတဲ့လူတွေကိုလိုက်ခေါ်ထုတ်ပြီးတော့စီရီယံလောက်ကြပါလို့ပြောတာမဟုတ်ဘူး အဲ့အဲ့လားဆိုရင်စီဒီယံလောက်ခိုင်းလူအပြစ်ထားလိုက်အောင်သူကသူအိမ်ထဲမှာနေနေတဲ့လူတွေကိုလမ်းပေါ်မှာပြစ်နေတဲ့လူတွေအဲ့ဒီချိန်မှာဘာမဆိုလောက်မှာအဲ့ဒီလူအုပ်ကြီးကခင်ဗျားတို့88မှာကြားဘူးလားမလားအေးအဲ့လိုမျိုးဒါပေမဲ့ဒီနေ့2021ຫນွေဦးတော်လန်ရေးလောက်စနစ်ကြတာ2021ຫນွေဦးတော်လန်ရေးမရှိတယ်နော်အဲ့တော့စီဒီယံလောက်တဲ့လူတွေကိုတွေ့ရတင်းကြီးဒါမဆိုင်လိုက်ဖမ်းတယ်စီဒီယံပညာရေးအော်ចောင်းဆရာဆရာမတွေကိုလက်ပြန်ဂျိုးတုံနွားအုပ်လို့မောင်းသွား ဟမ်မနာဘူးလားခမားတို့ပညာရေးဝင်တန်းတွေမနာဘူးလားဒီစစ်တပ်ခမားတို့အဲ့လိုလုပ်ရတာဒီစစ်တပ်ခမားတို့ဘာလုပ်လို့လဲခမားတို့ယာစွဲမှုကျူးလွန်တာတယမမှုကျူးလွန်တာအဲ့ဒီကျောင်းဆရာဆရာမတွေကတယောက်မှအပြစ်ကျူးလွန်တာမဟုတ်ဘူးနိုင်ငံရဲ့အာဏာကိုတိမ်းဝန်းလို့မတိမ်းပါနဲ့လူလိုထွက်ပြောတာအဲ့ဒါကိုနွားလို့ကျိုးနဲ့ချီပြီးတော့ဖန်စီတပ်ဖြတ်ထုရိုက်ခံရတာခမားတို့ပညာရေးဝင်တန်းတွေကျမ်းမာရေးဝင်တန်းတွေနာတတ်တဲ့ နှလုံးသားရှိမယ်ဆိုလဲသိလို့ရတယ်အခုစီရီယန်တမားတွေကိုပုတ်ကလေးကစာတင်ကြောင်းတွေမှာမခန့်ဘူးနော်ဒီစီရီယန်တမားတွေဟာတဲ့တစ္ဆာဖောက်တွေဆိုပြီးတော့ရဲဆဲဆွဆွဲပြီးတော့စီရီယန်တမားတွေကိုဖန်စီတက်ဖြတ်ပြီးတဲ့အပြင်အခုစာတင်ကြောင်းတွေမှာလဲမင်းတို့အောက်မှာတာဝန်မထမ်းဆောင်ခြင်းလို့သူ့အတူကြိုက်တဲ့နေရာတာဝန်ထမ်းဆောင်တာလေး အဲ့တော့မင်းတို့ကဖမ်းမယ်စီးမယ်တတ်မယ်ဆိုတာမင်းတို့အတိတ်ပဲရှိတာဒါဒီမိုကရေစီကိုဖော်ဆောင်ပေးမယ်ဆိုတော့ပါစပ်ကအောင်းနေတဲ့ကောင်တွေရဲ့လောက်ရကအဲ့ဒါဆိုရင်မင်းတို့ကဒီမိုကရေစီကဘာဒီမိုကရေစီလဲဖာကောင်းကပြုတ်လုတဲ့ပြစ်တစာပပျောက်ရေးပေါ့ရှင်းရှင်းလေးပဲဟာယူဟုတ်တယ်နော်အဲ့တော့လက်ရှိဒီမှာတရင်မှာပါပါတယ်နော်တရင်မှာတင်ထားပါပြီဒီစီရီယမ်တွေကိုပုတ်ကလေးကစာနေချောင်းဒီမှာမခန့်ဘူးနော်အဲ့တော့ဒါဂျုံလို့ကျွန်တော်ပြောတာပါ ဒါပေမဲ့ဒီတော်နိုင်ရေးကနိုင်ကိုနိုင်ရမယ်ဆိုတော့ကျွန်တော်တို့တွေဘယံမတာပြောနေတာပေါ့နိုင်ငံငါတန်တမန်ကြီးမှာကြည့်လိုက်ပါမင်းအောင်လှိုင်ရကုလတမကရဲ့ထိုင်ကုန်မှာဥကြောမိုးထုံးကို ဖိုက်လာတာ၅နှစ်ရှိပြီတနှစ်မှမနိုင်လို့ရှင်းလားအဲ့ဒါအဖြစ်ပဲဒါကြောင့်မလို့ကိုယ့်ဘက်ကပြည်သူတွေအနေနဲ့အင်းတိုင်းအားတိုင်းလှုပ်ဖို့လိုတယ်ငပြောဒီခွန်တော်လောက်တော့မလွယ်ဘူးလေဗျာတော်လိုင်းတည့်ရက်လှုပ်လို့ဆိုတော့အခက်မတင်တိုင်းပြည်တော်ပြတ်နိုင်တဲ့ကိစ္စဟာကြီးကိုလက်နက်ကင်တော်လိုင်းဆိုတာအခက်မတင်တိုင်းပြည်ပြတ်တဲ့ ဆိုတော့အဲ့လိုဟာမျိုးကိုလုပ်နေတာဖြစ်တဲ့အတွက်အားချက်ချင်းချောင်းလာတွင်တစ်နှစ်တွင်အောင်မြင်ရမယ်ဆိုတော့ပိုလုံးအောင်မြင်ခြင်းနေတာဗောလူတိုင်းကလုပ်နေတဲ့လူတွေကဒါပေမဲ့ခက်ခဲလာတဲ့အပေါ်မှာအတူတူကရုံးရမှာပဲဒါပေမဲ့ကျွန်တော်တို့တွေကဘာလို့စီးလုံးမှုကမညင်ညွတ်ကမယ်အခုကငါတော်လိုင်းဘက်အချင်းချင်းတို့ပြောတော်လိုင်းဘက်ကကောင်းနေတဲ့ဖင်ခိုင်းလို့မရဘူးဟမ်နည်းနည်းမိုင်းကိုပင်လာချမှာကောင်းကြီးပဲဆိုတော့ကျွန်တော်တော်လိုင်းကဘလို့ဘလို့နည်းဖြစ်ကကျွန်တော်တို့တွေဖြစ်ကမှာကနှစ်ချမ်းပဲကွဲရမယ်ဘုဘအာနာရှင်ကိုထောက်ခံတဲ့ချမ်းတော့ ဖြစ်နိုင်မယ်ဆိုနိုင်ငံတော်ခွဲပေးပြလိုက်ရှင်တဲ့ဆက်တော်မတိုက်ဘူးတော်လိုင်းဒီနေ့ပိုင်းကြမယ်ကွာသွားမင်းတို့မင်းတို့မင်းအောင်နိုင်ကိုကြိုက်တဲ့ကောင်တွေသွားငါတို့ပြည်နယ်လေးတစ်ခုပဲရက်တော်ပြီနော်ပြည်နယ်တစ်ခုတိုင်းတစ်ခုလောက်ပဲရက်ငါတို့အဲ့ဒီဒေတာမှာငါတို့ဒီမိုကရေစီကိုငါတို့ငါတို့ကျင့်တုံးပြီးတော့ငါတို့ကငါတို့ကြိုက်တဲ့ခေါင်းဆောင်တင်ဖျောက်ပြီးငါတို့အုပ်ချုပ်မယ်ငါတို့ခေါင်းဆောင်တွေငါတို့ပြန်ပေးမင်းတို့ကြိုက်တယ်လို့တနိုင်ငံလုံးယူအဲ့လိုလားနေလိုက်ပြက်ရှင်တဲ့အကောင်းပြောတာဘာလို့မို့လဲဟိုတခါကြရင်လေနိုင်ဒေါ်လာရေးလောက်ကစိတ်သက်ကြအော်ကိုရီမှာအသေးအတန်လောက်ပင်မခံလောက် ကာအန်ရဲ့ရှိလို့နော်မျိုးစုံတော့အခုနောက်ပိုင်းမှာကျွန်တော်တော်တဲ့တိတ်မစင်းတော့တာအရင်ပိုင်းကဆိုအားလုံးတည့်တိုင်းတောက်လျှောက်စင်းတာနော်ဒုက္ခတုံ့ခမျိုးစုံကြားထဲမှာအန်ရဲ့မျိုးစုံကြားထဲမှာစင့်သွားဒါတချို့တွေကျွန်တော်ကိုရင်ကပြောသလိုအဲ့လိုမျိုးတွေကျတော့ဘာလို့ပို့လဲဖော်ရှော့ပဲနေတာကောင်းတယ်နေလို့ရတာဟိုဘက်လိုက်ဟိုဘက်ဟေးဒီဘက်လိုက်ဒီဘက်ဟေးမျိုးမပြီးအဲ့လိုနေမတန်တယ်စေတနာထားပြီးလုပ်တဲ့လူနေမတန်ဘူးအကောင်းပြောတာဒီမိုကရေစီစနစ်နဲ့လည်းမတန်ဘူးပြီလားအာနာရှင်နဲ့မတန်ဘူးတော့ချာချောင်းလေးလုံးစီတော့မပေးဘူး အဲ့လိုမျိုးတစ်ခါကျရင်ပေးလွှတ်လိုက်ခြင်းနဲ့ကျွန်တော်တကယ်ပြောတာအခုဒါစီဒီယန်ကိစ္စနဲ့ပတ်သက်လို့ကြုံလို့ပြောပြတာပါเนาะအဲ့တော့တကယ်စီဒီယန်တွေဒုက္ခပေးတာဘယ်သူတွေလဲမြင်အောင်ကြည့်ပါ